မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကိုဒီကနေ့အော်တိုဘလာရှေ့နေ့မနက်ပိုင်းမှာပဲ KNP ရဲ့ပူပေါင်းတပ်တွေကဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုပါတယ်။မန္တလေးမြို့မှာဒီကနေ့အော်တိုဘလာရှေ့နေ့မနက်ပိုင်းမှာပြုတ်လုပ်တဲ့ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို မန္တလေးပြည်သူထောင်နဲ့ခြေပြီးလိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့အမေရိကန်နဲ့ TNL တို့ကလည်း one night ကြွေးကြောင်းကြီးညာချက်တွေအတိအသင့်ထုတ်ပြန်ခဲ့ကြတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကိုဒီကနေ့အော်တိုပါလာ၈ရက်နေ့မနက်ပိုင်းမှာပဲ KIPD ရဲ့ပူပေါင်းတပ်တွေကဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့အော်တိုပါလာ၈ရက်နေ့မနက်အစောပိုင်းမှာပဲ စကိုင်းတိုင်းကပင်လယ်ဘူးမြို့မှာရှိတဲ့စစ်ကောင်စီတပ်တွေကို GNPD ရဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမုန်းလိုက်ပြီးမြို့ကိုပါသိမ့်ပိုက်ရရှိသွားပြီဆိုပါလေအဲ့ဒီပင်လယ်ဘူးမြို့သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတတော်ကုန်များတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းသိမ့်စီရရှိထားပြီးလက်ရှိမှာတော့တော်လန်ကြီးတပ်တွေကနေမြေရှင်းလင်းရေးတွေလွတ်ဆောင်နေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီပင်လယ်ဘူးမြို့ကို GNPD ရဲ့ပူးပေါင်းတပ်တွေက2023ခုနှစ်နိုဝင်ဘာလကပဲပထမအကြိမ်သိမ့်ပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကအချက်ကြာကြတဲ့မြို့ဆိုပြီးစစ်ကူအမြောက်အများနဲ့လေကြောင်းပစ်ကူတွေနဲ့ပါထိုးစစ်ဆင်တိုက်ခိုက်နေရင်းနဲ့မြို့ထဲအထိတိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက်ဒီကနေ့အော်တိုဘလ၈ရက်နေ့မနက်ပိုင်းမှာတော့ပင်လယ်ဘူးမြို့မှာရှိတဲ့စစ်ကောင်စီတပ်တွေအကုန်လုံးကို GNPD ရဲ့ပူပေါင်းတပ်တွေကအပိသက်ချိန်မုန်းနိုင်ခဲ့ပြီးမြို့ကိုပါဒုတိယအကြိမ်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာတစ်ဖက်မှာလေကချင်ပြည်နယ်ပေါက်ကက်မြို့နယ်ကစိုင်းတောင်လက်ကီမန်ဟိုတယ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ် GNP ရဲ့ပူပေါင်းတက်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးစေကောင်စီတပ်သားအယောက်20ကျော်ကိုအရှင်ဖမ်းဆီးရမိထားသလိုနောက်ထပ်စစ်သား20ဝန်းကျင်ကတော့အသီးသီးသိမ့်ကုန်ကြပြီလို့ KIA တရင်ရှင်းမင်းကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒီကနေ့အော်တိုဘလာ6ရက်နေ့မှာပဲအချက်ဖတ်စကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်အမာတဆွဲထားတဲ့ဖက်ကက်မြို့နယ်စိုင်းတောင်က Lucky Man Hotel တက်စကန်ကို GNP ပြည်ပပေါင်းတက်တွေကဝင်ရောက်စီးနင်းပြီးအပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားအယောက်20ဝင်းကျင်ကတော့အတိအသီးတေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်20ကျော်ကိုပါတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးထွက်ပြေးသွားတဲ့စစ်သားတွေကိုပါ KIA ပြည်ထောင်ပူပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့ဂွားမြို့နယ်မှာအာရခတတ်တော် AA ကအချက်ဖတ်စစ်ကောင်စီတပ်စခန်းတချို့ကိုတင်ပိုက်ပြီးတဲ့နောက် စုတ်ခွာထွက်ပြေးသွားတဲ့စစ်သားတွေကကွမ်းမြို့နဲ့ကျင်းတလီမြို့အတွက်ဆက်သွယ်ထားတဲ့ကလပြင်းတံတားကိုမိုက်ခွဲဖျက်ဆီးသွားတယ်လို့အာရခတတော်အေအေကထုတ်ပြန်ထားပါတယ်။လက်ရှိမှာအာရခတတော်အေအေကတန်တွဲမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာပဲကျင်းတလီမြို့ကနေတဆင့်ကွမ်းမြို့ကိုပါဆက်လက်သိမ်းပိုက်နိုင်မှုထိုးစစ်ဆင်တိုက်ခိုက်နေရမှာကွမ်းမြို့ကစစ်တပ်စခန်းတချို့ကိုအာရခတတော်အေအေကသိမ်းပိုက်ရရှိထားပြီဆိုပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်စခန်းတွေကနေစုတ်ခွာထွက်ပြေးသွားကြတဲ့စစ်သားတွေဟာ ွားမြို့နဲ့ကျင်းတလီမြို့အတွက်ဆက်သွယ်ထားတဲ့ကလပြင်းတဒါကိုပါအော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမိုက်ခွက်ဖြက်စီးသွားတယ်လို့အရခတ်တော်အေးအေးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်လက်ရှိမှာတော့အရခတ်တော်အေးအေးကကလပြင်းတဒါထိတ်မှရှိတဲ့ကိုင်းခုံနဲ့ကန်ကောတောင်စစ်တပ်စခန်းတွေကိုပါသိမ့်ပိုက်ရရှိထားပြီးစေကောင်းစီတက်ကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းကြီးရေလေး၃ခုလုံးနဲ့အသေးအတန်ခုခံနေတဲ့ကြားကပဲသူတို့စစ်တပ်စခန်းတွေဟာတစ်ခုပြီးတစ်ခုလက်လွတ်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ ုတခါမကွေးတိုင်းဘက်မှာတော့နတ်မောင်မြို့နယ်မှာအချမ်းဖက်စစ်ကောင်စီအတွက်တကောင်းဇင်းတွေတက်တက်ကြွကြွဥဆောင်လိုက်ကောက်နေတဲ့အိုးပေါကုံကျေးရွာနေဒေါခင်မအေးဆိုတဲ့သူပြစ်ခတ်ခံရပြီးတေသွားပြီလို့နတ်မောင်မြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်အော်တိုဘားလာခုနှစ်ရက်နေဖြစ်တယ်မနေ့ကညပိုင်းမှာပဲမကွေးတိုင်းကနတ်မောင်မြို့နယ်မှာအချမ်းဖက်စကောင်စီတဆိုးရှိရေးအတွက်တကောင်းဇင်းတွေတက်တက်ကြွကြွတအိမ်တဆင်းဥဆောင်ကောက်ယူနေတယ် အိုးပကုံဂျီရော်နီဒိုခင်မာအေးဆိုသူကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကစီရေးပြစ်မှတ်အဖြစ်ရှင်းလင်းလိုက်ရပြီးတည်သွားပြီဆိုပါတယ်။အဲ့ဒီလိုစကောက်စီရဲ့ဒဂေါင်စင်းကောက်မှုလုပ်ငန်းစဉ်မှာမပါဝင်ကြဖို့တတိပေးချက်တွေထုတ်ပြန်ထားတာတော့မှာအဲ့ဒီဒိုခင်မာအေးဆိုတဲ့သူဟာနမောင်မျိုးနဲ့မစကောက်စီအတွက်အားကျုံမန်တက်ပူပေါင်းပါဝင်ပြီးဒဂေါင်စင်းလိုက်ကောက်နေတာကြောင့်စီရေးပြစ်မှတ်အဖြစ်ရှင်းလင်းလိုက်ရတာဖြစ်ပြီးအခုတော့တည်သွားပါပြီလို့နမောင်မျိုးနဲ့ပကဖတာဝန်ကြီးကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့နေပြီးတော့တကုံးမြို့နယ်မှာရေကြီးတဲ့ကာလကတပြေချောင်းကြေးရွာအနီးတောင်တင်နေတဲ့73စီဂါလန်9000ကျော်ပါစီတိုင်ကြီးအတွင်းကနေကြေးရွာနေရဲသားတွေကစီတွေဖောက်ထုတ်တင်နေတဲ့အချိန်ကြေးရွာအုပ်ချုပ်ရေးမှူးတန်းစော်ရဲ့အကိုဖြစ်တဲ့သူကသူမရလို့ဆိုပြီးစီတိုင်ကြီးကိုမိရှို့လိုက်တဲ့အတွက်ပောက်ကွဲသွားပြီးတော့လူရှင်းဦးမိလောင်တန်းရတွေရထားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကစက်တင်ဘာလ17ရက်နေ့ဝင်းကျင်မှာပဲ နေပြီးတော့တကုံးမြို့နယ်တွင်မှာပါရေကြီးမှုတွေဖြစ်ပွားတဲ့အချိန်တပင်းချောင်းချေရွာနီးမှာရွှေနဂါးစီဆိုင်က73စီဂါလန်900ကျော်ဆန့်စီတိုင်ကြီးတစ်လုံးဟာချောင်းရည်နဲ့အတူမျောပါပြီးတော့တပင်းချောင်းချေရွာနဲ့တမိုင်ကအကွာမှာတောင်တင်နေခဲ့တယ်ဆိုပါတယ်အဲဒီလိုတောင်တင်နေတဲ့စီတိုင်ကြီးဂျီကိုအနီးနောက်ပတ်ဝန်းကျင်မှာရှိတဲ့ရဲသားတွေကတွေ့သွားပြီးတဲ့နောက်စီတွေဝဲရတာလဲခက်နေတဲ့အတွက်အဲ့ဒီစီတိုင်ကြီးဒက်ကနေစီတွေကိုဖောက်ထုတ်ပြီးတည်ယူကြတယ်လို့သိရပါတယ်အဲ့ဒီအချိန် ကျေးရွာအုပ်ချုပ်ရေးမှူးတန်းစော်ရဲ့အကိုဖြစ်တဲ့သူလည်းတည်ယူနေပြီးခဏအကြာတော့လူတွေညားလာတဲ့အချိန်သူ့ထက်ငါအလူရဲ့တည်ယူတဲ့အခါမှာသူယူလို့မရတော့လို့ဆိုပြီးအဲ့ဒီအုပ်ကြီးရဲ့အကိုဖြစ်တဲ့သူကဘသူမှတည်လို့မရတော့အောင်စီတိုင်ကြီးကိုမိရှို့လိုက်ရမှာတော့စီတိုင်ကြီးကြီးကပောက်ကွဲသွားပြီးလူရှင်ဦးဟာနေရမှာရင်မိတွေလောင်ကျွမ်းကုန်ကြပြီးဒံရအပြင်းထန်နဲ့ဆေးရုံတင်ထားရတယ်လို့ဒေသနေပြည်သူတို့ကပြောထားပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ မန္တလေးမြို့မှာဒီကနေ့အော်တိုဘာလ၈ရက်နေ့မနက်ပိုင်းကပြုတ်လုတဲ့ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကိုမန္တလေးပြည်သူထောင်နဲ့ချီပြီးလိုက်ပါပို့ဆောင်ခဲ့ကြသလိုအမေရိကန်နဲ့ TNL ဒုကလည်းဝန်နဲ့ချီကွဲကြောင်းကြေညာချက်တွေထုတ်ပြန်ထားကြပါလိမ့်ဒီကနေ့အော်တိုဘာလ၈ရက်နေ့မနက်၁၀နာရီကစပြီးမန္တလေးမြို့မှာပြုတ်လုသွားတဲ့ NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကိုမန္တလေးပြည်သူထောင်ပေါင်းများစွာလိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ် လမ်းတလျှောက်ဆိုင်ကယ်တွေကားတွေနဲ့လမ်းအပြည့်လွတ်လွတ်ကိုဖြတ်သွားပြီးရုတ်ကလက်သဲဆောင်တဲ့ကားဖြတ်တန်းရာလမ်းတလျှောက်ကပြည်သူတွေကလည်းလမ်းမဘော်ဒီမှာထွက်ပြီးနောက်ဆုံးနှုတ်ဆက်ခဲ့ကြသလိုဆိုင်ကယ်တွေနဲ့ပရဟိတကားတွေကလည်းအရေးပေါ်အချက်ပေးတန်းတွေဖြန့်ထားတဲ့အတွက်မန္တလေးမြို့အတွက်အကောင်းဆုံးစ조사ပေးထားတဲ့မန္တလေးဝန်ကြီးချုပ်နာရေးကအတော်ကိုဝမ်းနည်းစရာကောင်းပါတယ်လို့လည်းမန္တလေးမြို့ကပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလည်းအခုလို NLD ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇွန်မြင့်မော်ကွယ်လို့မှုအပေါ် မေဂန်နဲ့ TNL တို့ကလည်းဝန်နဲ့ကြောင့်ကြေညာချက်တွေအတိအသင့်ထုတ်ပြန်ခဲ့ကြသလိုအိန္ဒိယကောင်စစ်ဝင်ချုပ်ကိုယ်တိုင်လည်းနာရီကိုလာရောက်ပြီးလွမ်းသူပန်းကွေပို့ဆောင်သွားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ